ပြည်သူ့ Radio တန်တွေကိုနောက်ဆင်ရင်ပြည်သူ့ဗျာတီကရှေ့ဆမ်းမယ်ပြည်သူ့ Radio ပြည်သူ့ Radio Oh နိုင်ငံသူနိုင်ငံသားအပေါင်းသူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့စည်ရေးပြိပခတွေကြားကကင်းဝေးပါစေကြောင်းကျမတို့ People's Radio မြန်မာဖွဲ့သားများမှစုမုံကောင်းတောင်းပေးလိုက်ပါတယ်။အခုချိန်ကစပြီးပြည်ရင်းပြည်ပမှာရှိတဲ့စိတ်ဝင်စားဖွယ်ရာသတင်းကြောင်းရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မင်္ဂလာပါ။ People's Radio မြန်မာရဲ့နေ့စဉ်သတင်းတင်ဆက်မှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဇွန်လ20ရက်နေ့မနက်ပိုင်းထိ People's Radio မြန်မာရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ ဒီစီစဉ်ကနေနားဆင်ရမယ့်တရင်အကြောင်းအရာတွေကတော့စေအုပ်စုကလက်နက်ကြီးနဲ့ပြစ်လို့အငိမ့်စားចောင်းဆရာမတအူသေးဆုံးပြီးစိတ်ချမ်းမာရေးမကောင်းတဲ့တမီးဖြစ်သူကဒဏ်ရာရတဲ့တရင်ကန်တော့စခန်းသိမ်းတိုက်ပွဲအတွင် APSDF တပ်ဖွဲ့ဝင်၃ဦးနဲ့ BPLA တပ်ဖွဲ့ဝင်တအူကြာဆုံးတဲ့တရင်နဲ့မင်းလာမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကတင်ကားတွေနဲ့အင်အားသုံးပြီးရန်ကုန်ပြည်လမ်းမမှာတပ်ဖြန့်တဲ့တရင်တွေအပြင်နိုင်ငံပြင်ပတရင်မီဒီယာတွေရဲ့တရင်ကောင်းထုတ်ချက်တွေကိုနားဆင်ရမှာပဲဖြစ်ပါတယ်။ ဆေးဥစုကလက်နဲ့ကြီးနဲ့ပြစ်လို့အငိမ့်စားចောင်းဆရာမတူအသေးဆုံးပြီးစိတ်ကျမ်းမာရေးမကောင်းတဲ့တမိဖြစ်သူဒရန်ရရှိတဲ့တရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ဘကိုတိုင်းမင်းလာမြို့နယ်တာကလီရွာဖုန်ကြီးကျောင်းမှာတက်ဆွဲထားတဲ့ဆေးဥစုကလက်နဲ့ကြီးနဲ့ပြစ်တဲ့အတွက်ထိခိုက်သေးဆုံးသူတွေရှိတယ်လို့ဒေတာကန်နေစီကနေသိရပါတယ်။ဇွန်လ18ရက်မနက်2နာရီလောက်မှာဆေးဥစုဟာကန်းကုန်ပင်ဥစုဖားလေးကွင်းမြောက်စုရွာကိုလက်နဲ့ကြီးတလုံးပြစ်ခတ်ခဲ့တာကြောင့် နေတိမ်ပေါ်ကြောက်ရောက်ပောက်ကွဲသွားလို့အငိမ့်စားចောင်းဆံမှာတူဒေါတင်ကြီးအသက်80ကျော်ခြေထောက်ပြတ်သေးဆုံးပြီးစိတ်ကျမ်းမာရင်မကောင်းနဲ့မွေးစားသမီးဖြစ်သူမတ်ခိုင်သိန်းကြီးမှာလက်ချောင်းသုံးချောင်းပြတ်သွားတယ်လို့ဆိုပါတယ်မင်းလာမြို့နယ်တွေကထွက်ပြေးတိတ်ရှောင်ရတဲ့ကြေးရွာတွေကတော့စမ်းပုတ်ခွက်မမလစိန်ငမိုးရိပ်ဇေးမြောင်ရွှေပောက်ပင် စားချောင်းအနောက်ဆိုင်ချောင်းပေါတောင်ပြက်ရွာတဲ့တောင်ပြက်ရွာမှာအဆရှိတဲ့ကြေးရွာကပြည်သူတွေထွက်ပြေးတိတ်ရှောင်နေကြရပါတယ် ဇွန်လ18ရက်နေ့ကလည်းမင်းလာမြို့နယ်စင်တောင်ကွိတ်ရွာဘော်ကိုစစ်ကောင်စီတပ်သားတွေကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့နေအိမ်တလုံးပျက်စီးပြီးနွားရကောင်တန်ရာရရှိခဲ့ပါသေးတယ်။ကန်တော့စခန်းသိမ်းတိုက်ပွဲအတွင်း ABSDF တပ်ဖွဲ့ဝင်၃ဦးနဲ့ BLPA တပ်ဖွဲ့ဝင်၁ဦးကြာဆုံးတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဒေသကြီးရင်းမာပေခိုင်ပလဲမြို့နယ်ကန်တော့ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ABSDF တပ်ဖွဲ့ဝင်၃ဦးနဲ့ BLPA တပ်ဖွဲ့ဝင်၁ဦးလည်းကြာဆုံးခဲ့ပါတယ်။ အဆိုပါစခန်းသိမ်းတိုက်ပွဲမှာစေအိုစုဘက်မှလေကြောင်းတိုက်ခတ်မှုအဆက်မပြတ်တိုက်ခိုက်ခဲ့ပေမဲ့လည်းကန်တော့ရဲစခန်းကိုဇွန်လ19ရက်မနက်6နာရီခွဲကျော်လောက်မှာသိမ်းပိုက်ရရှိခဲ့ပါတယ်။စခန်းသိမ်းတိုက်ပွဲတွင်မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦးចောင်းသားတပ်မတော်အမှတ်30ចောင်းအမှတ်14တပ်ရင်းမှရဲဘော်ထိုက်ကြီးခေါ်တန်းထိုင်အောင်ရဲဘော်ចောင်းသားလေးခေါ်ချစ်စော်ဖြူရဲဘော်ဂျိမ်းမောင်တို့ဟာဇွန်လ18ရက်နေ့ညနေ9နာရီမိနစ်20မှာကြာဆုံးသွားခဲ့ပါတယ်။ မြင့်မြတ်စွာကြဆုံသွားတဲ့ရဲဘော်တွေအတွက်လေးစားဂုဏ်ယူကြောင်းတော်လိုင်းင်းနဲ့ဖွဲ့စည်းအတွက်တန်မိုးမဖြစ်နိုင်တဲ့ဆုံးရှုံးမှုဖြစ်တယ်လို့မိသားစုနဲ့ထွက်တူဝမ်းတဲ့ကြောင်းဒီမိုကရေစီတော်လိုင်းရေးအတွက်အသက်ပေးလူခဲ့ကြတဲ့ရဲဘော်တို့ရဲ့ပေးဆက်မှုကိုမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးကျောင်းသားတပ်မတော်မှဂုဏ်ယူစွာမှတ်တမ်းတင်အကြောင်းကိုလည်းရေးသားဖော်ပြတာပါပဲအလားတူဇွန်16ရက်နေ့မှာလဲစက်တင်နတ်တက်မတော် BLPA တက်ဖွဲ့မှတက်စုမူကြော်မျိုးသူခေါ်ကြော်ကြီးဟာ ကန်တော့ရဲစခန်းထဲမှာကြံရှိနေတဲ့စစ်ကောင်စီတပ်သားတွေလက်နက်ချအညက်ခံမှုပြောနေခြင်းပြစ်ကတ်ခံရပြီးကြာဆုံးသွားပါသေးတယ်။ကြာဆုံးသွားတဲ့တက်စုမူကျော်မျိုးသူခေါ်ကျော်ကြီးဟာတော်လိုင်းတက်ဖွဲ့တဲ့ဝင်ရောက်ခဲ့တာ၃နှစ်ကျော်ရှိပြီဖြစ်တယ်လို့မွေးချင်းညီအကို၂ယောက်သာရှိပြီး၂ယောက်စလုံးတော်လိုင်းတက်ဖွဲ့တဲ့ဝင်ရောက်ခဲ့သူတွေပဲဖြစ်ပါတယ်။ကန်တော့ရဲစခန်းကိုကာကွယ်ရေးတက်ဖွဲ့တွေကတိမ့်စီရရှိသွားပေမဲ့စစ်ရေးအခြေအနေတင်းမာနေစေဖြစ်တယ်လို့လေကြောင်းတိုက်ခိုက်မှုတွေလည်းအဆက်မပြတ်လာရောက်ပစ်ခတ်နေပါတယ်။ အဆိုပါစစ်စင်ရေးကိုဇွန်လ2ရက်နေ့ကစတင်ဖော်ဆောင်ခဲ့ပြီးဆက်ရှိရဲ့အကြံအစည်တော့တင်ပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါ့ပြင်၎င်းစစ်စင်ရေးကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် People Liberation Army PLA ရဲ့ကုကဲမှုဖြင့်ရင်းမပင် KIA မှ71တရင်ကျတင်းနတ်တပ်မတော် BLP မှ Indict RI ဝင်ရောက်ဆင်နွှဲခဲ့တယ်လို့ထုတ်ပြန်ရေးသားထားပါတယ်။မင်းလာမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကတင်ကားတွေနဲ့အင်အားသုံးပြီး ရန်ကုန်ပြည်လမ်းမှာတက်ပြတ်လာတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ရန်ကုန်ပြည်ကားလမ်းမင်းလားမြို့နယ်အတွင်းမှာစစ်ကောင်စီကတင်ကားတွေကိုပါအသုံးပြုပြီးတက်ပြတ်ထားတယ်လို့ AR ညီနောင်စစ်ကြောင်းစီကသိရပါဗျ။မင်းလားမြို့နယ်ထဲမှာတိုက်ပွဲဖြစ်ပွားနေတာဟာယနေ့ဇွန်လ19ရက်နေ့ဆိုရင်၄ရက်မြောက်နေ့ကို ရောက်ရှိလာပြီးစစ်ကောင်စီတပ်ဘက်ကအင်အား300နီးပါးကိုအသုံးပြုပြီးတင်ကားတွေနဲ့တက်ပြတ်လာတာဖြစ်ပါတယ်။တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဟာ ယနေ့စုံလ19ရက်နေ့မနက်အစောတုံးပိုင်းမထိုးခင်ကန်းကလည်းလက်ပနက်အထက်ရင်ငံရွာစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့သေးတယ်လို့လည်းသိရပါဗယ်။အဲ့ဒီတင်ကားတွေဟာယမန်နေ့ညနေကလေးကရောက်ရှိနေတာဖြစ်ပြီးဘကိုးယုံမဘော်ကိုစစ်ကြောင်းထိုးဖို့အတွက်ပြင်ဆင်ထားတာဖြစ်တယ်လို့တပ်ဘက်ဆိုင်ရာအရာရှိကြီးတွေလည်းအဲ့ဒီနေရာကိုရောက်ရှိနေတယ်လို့သူကစက်ပြောပါဗယ်။ စစ်ကောင်စီတပ်သားတွေဟာရန်ကုန်ပြည်ကားလမ်းမကြီးကစစ်ကြောင်းထိုးတာမျိုးမလုပ်တော့ဘဲရထားလမ်းနဲ့အပြိုင်ဖောက်လုထားတဲ့နောက်တလန်းကနေသွာလာမှုတွေကိုပြုလုပ်နေတယ်လို့လည်းသိရပါဗျ။ဒါပြင်စစ်ကောင်စီတပ်ဟာတိုက်ခိုက်ခံရတဲ့စစ်ကွင်းတဆုံကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကိုပြုလုပ်နေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့တိုက်ပွဲတွေမှာတော့စစ်ကောင်စီဘက်ကဒုတိယဗိုလ်မှူးကြီးဗိုလ်မှူးနဲ့ရဲမှုတွေပါတပ်ဖွဲ့ဝင်20ကျော်တိုက်ဆုံခဲ့တဲ့အတွက် ြန်လည်ထိုးစစ်ဆင်မှုပြင်းစင်နေတာလို့ဒေတာရင်းတော်လိုင်းအင်အားစုတွေကဆိုပါတယ်ဒီစီစဉ်ကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးနေတာဖြစ်တယ်လို့ မိဘပြည်သူများအနေနဲ့အားပေးနှားဆင်ဖို့ဖိတ်မှန်တကားပြုရန်ပါတယ်ကျွန်တော်တို့ရဲ့ People Radio မြန်မာကိုနားတော်တာရှိသူအားလုံးကိုစိတ်နှဖျားစမ်းမချက်တာပြီးကမ်ပိန်းပေါင်းမှကေဝေးနိုင်ကြပါစေခင်ဗျာ People Radio မြန်မာကိုယခုအခါ www.peopleradiomyanmar.co တမကစစ်ပက် Radio ပက်ကနေလည်းနားဆင်နိုင်ပါတယ်ခင်ဗျာစစ်ပက် Radio ပက်ကို Google Play Store သို့မဟုတ် App Store ကနေ comment download ဆောင်ရွက်နိုင်ကြအောင်တရေကောင်ပွားအပ်လိုက်ပါတယ်ခင်ဗျာ ပြည်သူရေဒီယိုတန်တွေကိုနောက်ဆင်ရင်ပြည်သူပဲ့ရတီကရှေးဆမ်းမယ်ပြည်သူရေဒီယိုပြည်သူရေဒီယိုဟောမှာပြည်သူတိုင်း